ဒီနေ့ဆိုရင်တော့အမေရိကန်နိုင်ငံထဲမှာယာယီနေထိုင်ခွင့်ရထားတဲ့မြန်မာနိုင်ငံသားတွေကိုထိခိုက်စေမဲ့အကြီးအမားဆုံးဆုံးဖြတ်ချက်တစ်ခုထွက်ပေါ်လာပါတယ်။ယာယီနေထိုင်ခွင့် TPS ကို Trump အစိုးရကပိတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာငားနဲ့ဒီပါရှိလာတဲ့ပြည်တွင်းစစ်နိုင်ငံရေးမငြိမ်မသက်မှုနဲ့ရွှေ့ပြောင်းနေထိုင်မှုတွေလိုကိစ္စတွေရှိနေတဲ့အချိန်မှာဒါက Trump အစိုးရရဲ့နောက်ထပ်ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ပြောစရာရှိတာကယာယီနေထိုင်ခွင့် TPS ဆိုတာဘာပါလဲ TPS ဆိုတာကအခြားနိုင်ငံတွေမှာစစ်ဘေးတဘာဝဘေးနဲ့နိုင်ငံရေးမတည်ငြိမ်မှုလို့လို့ဒီဖြစ်လာတဲ့အခါမှာကိုယ်နိုင်ငံကိုမပြောင်းနိုင်သေးတဲ့အခြေအနေတွေရှိလာတဲ့အခါမှာအမေရိကန်မှာရောက်နေတဲ့အခြားနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်အဖြစ်အမေရိကန်ကပေးထားတဲ့ program မှာမြန်မာနိုင်ငံအတွက်အမေရိကန်အစိုးရကယာယီနေထိုင်ခွင့် TPS ကို2021ခုနှစ်မေလမှာပထမဆုံးခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ အမေရိကန်နိုင်ငံအမိမေလုံခြုံရေးဌာနက2025ခုနှစ်နိုဝင်ဘာ25ရက်မှာထုတ်ပြန်ထားတဲ့စာရင်းမှာတော့မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာစိုးရိမ်စရာအခြေအနေတွေမရှိတော့ဘူးလို့ဆိုထားပါတယ်။အမေရိကန်နိုင်ငံအမိမေလုံခြုံရေးဌာနအရမြန်မာနိုင်ငံရဲ့ TPS အခြေအနေကိုဖျက်သိမ်းရတဲ့အကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့မြန်မာနိုင်ငံရဲ့အခြေအနေကပြောင်းလဲနေပြီလို့ဆိုပါတယ်ခင်ဗျာ။အမေရိကန်နိုင်ငံအမိမေလုံခြုံရေးဌာနရဲ့အဆိုအရဆိုရင်တော့ 2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာမြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကိုပိတ်သိမ်းလိုက်တာ2025ခုနှစ်ဒီဇင်ဘာလကနေပြီး2026ဇန်နဝါရီလနှစ်လတာအတွင်းရွေးကောက်ပွဲစီစဉ်နေတာတရုတ်နိုင်ငံက MNDAA နဲ့အပြစ်ခတ်ရစေးကိုညှိနှိုင်းပြီးတော့တရုတ်လေနဲ့လည်းဆက်လက်ပြောကြားနေတာပထမအချက်ရဲ့အကြောင်းပြချက်တွေမှာတော့စရရေပါဝင်ပြီးတော့ဒုတိယအချက်အနေနဲ့ကတော့အမေရိကန်နိုင်ငံကိုအကျိုးပြုမဲ့ policy မဟုတ်ဘူးလို့ဆိုပါတယ် ဒီဘိုင်းကပို့လို့တော့အရေးကြီးပါတယ်ခင်ဗျာမြန်မာနိုင်ငံသားတွေဗီဇာကျော်လွန်နေထိုင်မှုတော့အလွန်များလာတာခီးသွားဗီဇာတွေမှာဆိုရင်38ရာခိုင်နှုန်းနဲ့ကျောင်းသားဗီဇာလိုနေရာတွေမှာ60ရာခိုင်နှုန်းအထိကျော်လွန်နေထိုင်တာတွေပါဝင်ပါတယ်ကျောင်းသားဗီဇာတွေလည်းပြောရမယ်ဆိုရင်တော့10ရောက်သွားရင်6ရောက်ကဗီဇာကျော်လွန်နေထိုင်နေဆိုရင်သဘောပဲဖြစ်ပါတယ်နိုင်ငံတကာကပြည်ပြဗီဇာကျော်လွန်နေထိုင်မှုနှုန်းဟာနှစ်နှစ်ကနေပြီး300ခိုင်နှုန်းပဲရှိရပါခင်ဗျာ ယာယီနေထိုင်ခွင့် TV ရဲ့ခံစားခွင့်ရသူမြန်မာနိုင်ငံသားအချို့ကလင်းနေတာပဝင်းကျင်လူမျိုးကြီးကိုထိခိုက်စေတာနိုင်ငံတော်ရဲ့လူမျိုးကြီးကိုစိုးရိမ်ရစေတယ်လို့လည်းဆိုပါရခင်ဗျာ2025ခုနှစ်ဇွန်လမှာ Transoya ကမြန်မာနိုင်ငံသားတွေကိုအဝင်အထွက်အပြည့်အဝပိတ်ပင်ကြောင်းထုတ်ပြန်ထားပြီလေဖြစ်ပါရခင်ဗျာအတူတူပြောရမယ်ဆိုရင်တော့ဝင်ဝင်ပိတ်ထားတဲ့နိုင်ငံကိုယာယီနေထိုင်ခွင့် TBS နဲ့နေခွင့်ပေးထားမယ်ဆိုရင် policy နဲ့မညီဘူးလို့ပြောတာပါပဲ ယာယီထိုင်ခွင့် TPS ကြိုက်ထားတဲ့မြန်မာနိုင်ငံသား၄တောင်အောင်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံသား၄တောင်ဘာဆက်ဖြစ်မှာလဲအကြောင်းအရာထုတ်ပြန်ပြီးရ60ပြည့်တဲ့အချိန်2026ဇန်နဝါရီလောက်မှာမြန်မာနိုင်ငံအတွက် TPS အခြေအနေကပြည့်ပြည့်သွားမှာပါဒါဆိုရင်၄တောင်အောင်ရှိတဲ့မြန်မာနိုင်ငံသားတွေအကာအကွယ်မဲ့သွားနိုင်ပြီးတော့လျှောက်ထားတဲ့200ကျော်ကိုတော့အတိမပြုတော့ဘူးလို့ဆိုပါတယ် ဘောမမေ့ရထားတဲ့လူတွေကတော့ရ60အတွင်းဆက်နေခွင့်ရမှာဖြစ်ပေမဲ့ပြည့်ရပ်ပြီးသွားတဲ့အချိန်မှာရခင်ဗီဇာအခြေအနေကိုပြန်သွားရနိုင်တာဗီဇာမရှိတော့ဘူးဆိုရင်ပြန်ဖို့ခံရနိုင်ပါတယ်တကယ်လို့မြန်မာနိုင်ငံကိုပြန်သွားဖို့အချိန်ကြီးကအဆင်သင့်ဖြစ်နေပြီလားအမိမေလုံလုံရင်ပြောတာနဲ့တကယ်ညီချင်းအချိန်ကြီးကအများကြီးတူမနေပါဘူးနိုင်ငံတကာအဖွဲ့အစည်းတွေကပြည်တွင်းစစ်ဆက်ဖြစ်နေပြီးတော့ဒုက္ခတွေအများကြီးရှိနေတယ်လို့လည်းဆိုပါတယ် ဒါကြောင့်လူ့ခွင့်ရေးအဖွဲ့တွေကမြန်မာကိုပြန်ပို့ရမယ့်အခြေအနေမဟုတ်သေးဘူးလေပြောပါရခင်ဗျာဒီဆုံးဖြတ်ချက်ကမြန်မာနိုင်ငံအတွက်တောင်မဟုတ်ပါဘူးထရန်ဆိုရရဲ့လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ကိုအပြည့်အဝကိုစားပြုပါတယ်လူသားချင်းစာနာမှုအစီအစဉ်တွေချော့ချတာနိုင်ငံတွေအပေါ်အမေရိကန်နိုင်ငံကိုလာရောက်ခွင့်ပိတ်မင်တာဖောင်းဝနေတဲ့အမေရိကန်နိုင်ငံရဲ့ဗီဇာအခြေအနေတွေကိုထိန်းချုပ်တာစရီပါဝင်ပြီးတော့မြန်မာနိုင်ငံသားတွေအမေရိကန်ထဲမှာယာယီနေထိုင်ခွင့်ရတာမျိုးကဒီအခြေအနေတွေကို တိတိကျကျထည့်သွင်းစဉ်းစားခဲ့တယ်လို့ဆိုနိုင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံသားတွေအမေရိကန်ထဲမှာယာယီမိထိုင်ခွင့်ရတာကိုဒီချိန်မှာတကယ်ပဲဖြစ်သိနေတယ်မလားဒါမှမဟုတ်ထရန့်ဆိုရကမြန်မာနိုင်ငံရေးကိုလှည့်လည်ရှုလိုက်တာလားဒါတွေကမေကုံးအဖြစ်ကြာရှိနေမှာပါအားလုံးပဲအချိန်ပြည့်ပြီးနားဆင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ပါမယ်